ရိတ်ကနေလှလှပပကိုသွင်းယူပြီးတမိုင်းသေးဆိုက်ထူလိုက်တဲ့စိတ်ကြီးမက်ဆီအားလုံးပဲမင်္ဂလာပါစိတ်ကြီးလီယိုနယ်မက်ဆီကတော့အင်တာမိုင်းမီတင်းကိုကလပ်ကပဘလာမှာအုပ်စုစင်ကနေတက်အောင်လို့တကူတော်ချီဆွဲနေတဲ့ထန်းတင်ပေးနေပါတယ် ပေါ်တိုနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာမက်ဆီယာလက်လက်ပပဖရီကစ်အတွင်းကိုနဲ့မိုင်ယာမီကိုကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲမစတင်ခင်တော့ကအားလုံးကမိုင်ယာမီကိုထင်သေးခဲ့ကြပြီးအုပ်စုကလည်းလှည့်ပြန်ရမယ်လို့ထင်ခဲ့ကြပါတယ်။အတင်းကြီးဒီနယ်အတွင်းဂိုးပြက်တွေကြီးအဖုတ်ခံရမယ်လို့လောင်ပြပြောဆိုကြပါတယ်။ဒါပေမဲ့သူတို့အနေနဲ့မိုင်ယာမီဘက်မှာမက်ဆီလိုစိတ်ကြီးတကောင်လို့ပါနေတာမေးထားခဲ့ပုံကြပါတယ်။အခုတော့မက်ဆီကမိုင်ယာမီကိုသူ့ပုံစံအတိုင်းပဲပြေကောင်းဆန်ဆန်ကယ်တင်ပေးနေပြီဖြစ်ပါတယ်။ အသက်38နှစ်အရွယ်ရှိပြီဆိုပေမယ့်မက်ဆီအနေနဲ့လူငယ်တွေနဲ့အပြိုင်လုပ်ပြနေတော့မော်ဆန်ဆန်ဖျက်ကျော်ပေးပို့မှုတွေကိုပြသနေတော့မှာပဲဒီခြေဆွဲနေတာဆိုရင်မက်ဆီဟာဥရောပထိပ်သီးလိဒီမှာကစားပြနေနိုင်အောင်မယ်ဆိုတာအသေးစားပဲဖြစ်ပါတယ်မက်ဆီအနေနဲ့သူဘာကြောင့်ဂုတ်ဖြစ်နေတယ်လဲတက်တေတွေအကျဉ်းထူးပြနေစေပါပေါ်ဒိုနဲ့ပွဲမှာလည်းစေကြီးမက်ဆီဟာမာယာမီတို့ရှုံးတော့မလို့ဖြစ်နေချင်းတကူတော့ခြေဆွဲနဲ့ထန်းတင်ပေးခဲ့ပါတယ်။အသက်ရွယ်နေမလိုက်အောင်မက်ဆီဟာကွင်းလေတီစင်ဘောလုံးလက်ခံရယူပေးဖို့မှုတွေအချိန်ချင်းပြုတ်လုပ်ခဲ့တယ်လို့ အတင်းဖော်တွေကိုလည်းကိုသွင်းနိုင်အောင်အခွင့်အရေးတွေအများကြီးဖန်တီးပေးခဲ့တာဖြစ်ပါတယ်ပေါ်တိုဆိုတော့ပေါ်တူဂီလိရဲ့ကြီးတုံးကြီးတဲကထိပ်သီးတင်းဖြစ်တယ်လို့စင်ပြန်ကြီးမရဘူးတဲ့ဥရောပဒန်ဘလာကိုလည်းနေချင်းတိတိအရယူထားနိုင်တဲ့အတင်းဖြစ်ပါတယ်အင်တာမိုင်ယာမီတို့ပွဲစားမှာနေဥဆောင်ကိုပေးလိုက်ရတာကြောင့်ရှုံးပြီလို့ပဲမှတ်ယူထားခဲ့ပါတယ်ဒါပေမဲ့မက်ဆီရဲ့ဆွဲတင်ထားပေးမှုနဲ့တူမာယာမီတို့ခံပတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းစာမှာမာယာမီတို့ခြေပါကိုစားရခဲ့ပြီးဆီကိုဗီးယားကသွင်းယူပေးခဲ့တာဖြစ်ပါတယ် အဲဒီနောက်မိုင်ယာမီအတွက်အနိုင်ကူးကိုပွဲကစားချိန်54မိနစ်မှာမက်ဆီကဂိုးအေရီယာထိပ်မှရရှိတဲ့ပယ်နတီကိုလှလှပပတည်တည်တတ်တတ်အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။မက်ဆီကတပွဲလုံးမှာဘောလုံးပေးဖို့မှုပေါင်း56ချိန်တိပြုလုပ်ခဲ့ပြီး89ရာခိုင်နှုန်းတိအောင်မြင်ခဲ့ပါတယ်။ပြန်ဘက်ဂိုးအေရီယာထဲကိုပေးပို့မှု9ချိန်ပြုလုပ်နိုင်ခဲ့ကအခွေအများစွာကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်စိတ်ကြီးမက်စီအားအင်တာမိုင်ယာမီတို့62ပွဲကစားပေးပြီးချိန်မှာတွင်ကို90ပြီးမြောက်သွားခဲ့ပြီးဖြစ်ပါတယ်မက်စီရဲ့ကစားသမားဘဝစုစုပေါင်း9ပေါင်ဝင်ပတ်သက်မှုကလည်း1250ကျင်းရှိလာခဲ့ပြီးဘောလုံးသမိုင်းမှာအများဆုံးပါပဲဘောလုံးသမိုင်းရဲ့ free kick တွင်ကိုအများဆုံးကစားသမားတွေကဂျူနီဟို89ဂိုး ပီလီ90ကိုနဲ့မက်ဆီ68ကိုတို့ဖြစ်ပါတယ်မက်ဆီဒီနဲ့ပီလီရဲ့ဆင်ကြီးကိုချိုးဖြတ်သွားဖို့ရနေဆက်နေပြီဖြစ်ပါတယ်မက်ဆီရဲ့ကစားသမားဘွားအတွင်းကိုပေါင်းကလည်း166ကိုတွေရှိလာခဲ့ပါတယ်ပွဲစဉ်အကောင်းဆုံးကစားသမားစုကိုစိတ်ကြီးနေနဲ့တိမ့်ပနိုင်ခဲ့ပါတယ်အန်တမိုင်ယာမီယာတမတ်ရယုံနဲ့အုပ်စုကလည်းနောက်တစ်ဆင့်တက်ပြီးလည်းဖြစ်ပါတယ်မိုင်ယာမီတင်းဟာလာမယ့်ပွဲမှာဘရာဇီးကလပ်ဖာမီရက်စ်နဲ့တွေ့ဆုံနေပြီးတေးကြနိုင်ဖို့လိုအပ်နေပါတယ်ဒါမှမဟုတ်ရင်တော့ပေါ်တိုနဲ့အဟယ်လေးတို့ပွဲကိုတေးကြသွားဖို့မျှော်လင့်ရမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်